မင်္ဂလာပါရှင်တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရေဇူလိုင်လ3ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်စီယုံကြီးစေပေကံတွေကိုပြစ်မှတ်ထားပြီးစစ်တပ်ကဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်ထိန်းချုပ်နယ်မြေတွေမှာကျမကြီးဆောင်ဆောင်မှုတွေကိုဘေးကင်းလုံခြုံစွာပေးနိုင်မှု ဘေကင်းစည်းရုံနဲ့စေကန်တချို့စားဆောင်နေပြီလို့မြို့သားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်။ NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနကနေဘေကင်းစည်းရုံစေကန်တွေတည်ဆောက်ဖို့ကမ်ပိန်းပြုလုပ်ခဲ့ပြီးအဲဒီကနေညော်မန်းွေပမာဏထက်ကျော်လွန်ရရှိခဲ့တာကြောင့်စည်းရုံစတင်ဆောင်နိုင်ပြီလို့ NUG ဝန်ကြီးချုပ်ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။ NUG ထိန်းချုပ်နေပြီအတွင်းကစတင်ကြောင်းတွေယာယီပိတ်ထားတဲ့အတွင် ကျောင်းသားကျောင်းသူတွေရဲ့ပညာသင်ကြားခွင့်ကိုမဆုံးရှုံးစေဖို့စာသင်ကျောင်းတွေမှာဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေဆောင်ရွက်နေတယ်လို့သူကပြောပါဗျ။လောင်းလုံမျိုးနဲ့ဖွားပုတ်ကင်ရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား9ဦးထပ်မင်းသေးဆုံးခဲ့ပြီးအလောင်းတွေကိုတော့မနေ့ကမနက်မှစစ်ကောင်စီတပ်ဘက်ကလူနာတင်ကားတွေနဲ့လာရောက်တည်ယူသွားတယ်လို့ဒေတာကန်တွေကပြောပါဗျ။ အင်အား80လောက်ရှိတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေအခုလတရက်နေ့မွန်းလယ်ပိုင်းကနေစပြီးညနေပိုင်းအထိတိုက်ပွဲပြင်းထန်ခဲ့တာပဲဖြစ်ပါတယ်။တိုက်ပွဲကြောင့်စစ်ဆောင်နေရတဲ့ဖွာပုတ်ပြည်တောင်ဆောင်ရွာစင်ပူးနစ်နဲ့မြို့ဟောင်းရွာတွေကဒေသခံတွေဟာလက်ရှိအချိန်ထိရွာထဲမဝင်နိုင်သေးပဲစစ်ပေးရှောင်နေရတယ်လို့သိရပါတယ်။ ကျဉ်းသူတအူးကိုကဲထုတ်ပြီးရန်ကုန်တိုင်းတန်လင်းမြို့မှာပြန်လည်ဖမ်းဆီးခံရသူတွေဟာတော်လိုင်းရေးတပ်ဖွဲ့တစ်ခုကနေလိမ့်လဲထွက်ခွာပြီးစစ်ကောင်စီထံအလင်းဝင်ထားသူတွေဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။လှိုင်းတာယာမြို့နယ်အရှေ့ပိုင်းရဲစခန်းမှာနိုင်ငံရေးပုံမှားတွေနဲ့ဖမ်းဆီးခံထားရတဲ့မတ်စုံပွင့်လှိုင်းကိုယခုလတရက်နေ့ညပိုင်းမှာလူနှအူးကရဲတွေကိုပြစ်ခတ်ပြီးကဲထုတ်သွားခဲ့ပြီးမနေ့ကမနက်မှာပြန်လည်ဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။ ကဲထုတ်ခံရတဲ့မတ်စွန်ပွင့်လိုက်အပါအဝင်ကဲထုတ်ခဲ့တဲ့အဖွဲ့ဝင်၆ဦးကိုတန်လင်းမျိုးနဲ့ဘောတပြေကန်ကြေးဝါအနီးမှာစစ်တပ်ကပြန်ဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ဟာ2023ဇူလိုင်လကလက်နက်ငွေ3000ကျော်နဲ့အတူစစ်ကောင်စီထံကိုအလင်းဝင်ရောက်ခဲ့သူတွေဖြစ်တယ်လို့တော်လိုင်းရေးတပ်တွေစီကစုံစမ်းသိရှိရပါတယ်။ တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်ရန်တောင်ကျေးရွာအနီးမှာစစ်ကောင်စီနဲ့ဒေသကကွယ်ရေးအဖွဲ့တွေကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ပြည်သူတအူးတေဆုံးပြီးလူဦးရေ2000ကျော်ထွက်ပြေးနေရတယ်လို့သိရပါတယ်။ဇွန်လ30ရက်မနက်9နာရီချိန်ခန့်မှာဒဝေဘက်ကနေအင်အား150ကျော်ပါစစ်ကြောင်းဟာရန်တောင်ရွာဘက်ကိုရောက်လာတဲ့အချိန်ဒေသကကွယ်ရေးအဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။ ကျစ်သားပြင်အကောက်ခွန်ဂိမ်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုဟာရန်တောင်ကျင်းရွာတွေကြာရောက်ခဲ့ပြီးအသက်၄၀ကျော်အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေအရေးရဲ့နဲ့ပတ်သက်ပြီးထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့သတိပြုနေထိုင်ကြဖို့မြို့သားညီညွတ်ရေးအစိုးရ NUG ကညတာရက်ခံထားပါဗျ။ ထိုင်းနိုင်ငံအတွင်းအကြမ်းဖက်စစ်အုပ်စုရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေအပအဝင်အကြောင်းမျိုးမျိုးကြောင့်ရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့စုဝေးဆန္ဒပြတဲ့နေရာတွေကိုရှောင်ရှားကြဖို့နဲ့ထိုင်းနိုင်ငံရဲ့လှုပ်ရှားမှုများမှာပါဝင်ခြင်းမပြုဖို့တိုက်တွန်းကြောင်း NUG ကယခုလ၂ရက်နေ့ကတိုက်တွန်းထားတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အခြေအနေအရရကြောင့်မလွဲသာမရှောင်သာအင်ကြီးချင်းနိုင်ငံများမှာခိုးလုံနေရတဲ့နိုင်ငံသားတွေအနေနဲ့ခိုးလုံနေထိုင်နေတဲ့နိုင်ငံ ဥပဒေနဲ့ဒေသနဲ့ယဉ်ကျေးမှုဓလေ့ထုံတမ်းတွေကိုလေးစားလိုက်နာဖို့လဲတိုက်တွန်းထားပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။